တရုတ်ဆောင်ထူတည်ဆုံမှုကတော့တည်ဆုံသွားတာနှစ်ပတ်လောက်ရှိသွားပြီဆိုပေမဲ့ပြည်သက်တွေကြမှာတော့လုံဝလုံဝကိုတရုတ်ဆောင်ထူကမတည်နိုင်သေးပါဘူးတရုတ်ဆောင်ထူဟာအစကတည်းကတိတ်ကိုနာမည်ကြီးတဲ့မင်းသားတော့မဟုတ်ဘူးငယ်စဉ်ခါကပြီးခလီတရုတ်ဆောင်နေနေတရုတ်ဆောင်နေနောက်ပိုင်းမှကျတော့ပညာရေးကိုဦးစားပေးတယ်အဲ့ဒီနောက်ပိုင်းမှာအမှုကြလောကကို MRTB for Salandry တွေကနေပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်တယ်ဆိုတော့ပြည်သက်အတန်သေးရှိပါတယ် အခုသတင်းတွေထွက်ပေါ်လာတယ်အဲ့ဒါကတော့ဒီဥဆောင်သူကားမောက်တဲ့ညမှာနော်ဒီဥဆောင်သူအသုံးပြုတဲ့သူ့ရဲ့ကားကဝယ်ထားတာမချားသေးဘူးဒါကြောင့် license မပါဘူး license မဲ့ကားလို့နော်ရဲတွေကအသည့်အချာကိုအသည့်ပြုလိုက်ပြီးဖြစ်တယ်အဆိုပါသူ့ရဲ့ယင်ဖြစ်တဲ့ Toyota Mark 2ယင်ဟာအခြားသောကားနံပါတ်တစ်ခုကိုပွားစီထားတဲ့ license မဲ့ယင်ဖြစ်ကြောင်းတိုက်ဂျီကဘစ်မာပေါ်ပြလာခဲ့ပြီလေဖြစ်ပါရီအဆိုပါကားနံပါတ်နဲ့အမည်ပေါက်ပိုင်းရှင်မှာ ကာဒစီရှိနေခဲ့ပြီဖြစ်ပါတယ်တရုတ်ဆောင်ထူအားလေးယခုကကိုဝယ်ယူထားတာမကြသေးမီရင်တိုက်မှုဖြစ်ပွားခဲ့တာလေးဖြစ်ပါတယ်ဗျာဆိုတော့အခုသတင်းတွေထပ်မံထွက်ပေါ်လာပြန်မလဲအဲ့ဒါကတော့တရုတ်ဆောင်ထူကိုရဲတွေကနော်ဒီကားလိုင်းစစ်စစ်မဲ့ပါ냐ပေါ့အဲ့လိုမျိုးလှုပ်တဲ့ခါမှာထူကစစ်စစ်မခံမင်းနဲ့ကားကိုချက်ချင်းမဲ့ဝုန်းတိုင်းကြီးခုလိုမျိုးပြေးလွားသလို ပြီးသလိုမောင်းတဲ့အခါမှာအခုလိုမျိုးဖြစ်ဆိုးခြင်းနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရကြောင်းတဲ့တွေကတော့ထွက်ပေါ်လာနေပါတယ်เนาะဒါကအခုရင်ကရင်မောင်းလိုက်စင်မပါဘူးအသုပေါ့ဗျာပွားထားရတာဖြစ်တယ်ဆိုတော့ဒီယာတွေကဆက်ဆက်နေတယ်ကြားထဲမှာထူကအစစ်စစ်မခံဘူးเนาะဒါတွေကဆက်ဆက်နေတာဖြစ်တဲ့တော့ ဒေဥဆောင်ထူးရဲ့ကောင်မလေးကလည်းအင်တာဗျူးဖြေဖို့အတွက်ညင်းဆိုတယ်။ဆိုတော့ဒီကိစ္စတွေကတကယ်ပဲဖြစ်ခဲ့သလားဆိုတာကတော့အမှန်တိုင်းပဲအဲ့ဒီကမှပါလာတဲ့ဒေဥဆောင်ထူးရဲ့နော်ကောင်မလေးကိုယ်တိုင်တီတီချာချာဖြေချပြီးဖို့တော့အဲ့တချို့သောပြဿနာတွေကတော့တောင်းဆိုမှုတွေလည်းရှိနေတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျာ။